ဘယင်းယောရှိရဲ့ဇလံဓမ္မရသဝင်သထုထဆောင် အပိုင်း22အပိုင်းငယ်၈၃၃။ယောရှိက ရှစ်နှစ်အရွယ်မှာတောင်ပိုင်းယုဒပြည်ရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ယုဒပြည်ကဘရင်တို့ကိုအခဲဖြတ်တဲ့အရာဇဝင်းချုပ်ကျန်တဲ့ကစကားကိုမှတ်မိသေးလား။သူကယောဒစွာပြုတ်မှုပေမဲ့ဒါဝိလိုမဟုတ်မြင်တော့အရင်နိုင်ရစ်ပူစော်ဤ ဒါပေမဲ့ယောရှိက ထိုစကားများနဲ့ဘာမှမဆိုင်ပါဘူး။သူကဒါဝိရဲ့လမ်းစဉ်နောက်ကို မလွဲမရှောင်လိုက်တော်မူပါတယ်။သူက သူ့ရဲ့ဖခင်မနောရှင်နီယာကိုဖြိုချခဲ့ပြီးယေဘရဟိဟီလိခီ အကူအညီနဲ့ဗိမာန်တော်တည်ဆောက်ခဲ့ပါတယ်။တရက်မှာဘရင်ယောရှိတိဆောက်ထားတဲ့ဗိမာန်ကိုပြုပြင်မုံမှန်နေတဲ့သူတွေကပညတ်တိကျမ်းကိုရှာတွေ့ခဲ့ပါတယ်။ တရားဟောရာကျမ်းလည်းဖြစ်ပါတယ်။ထိုကျမ်းကိုရှာတွေ့ကြတဲ့ရိပရောဟိတ်အပြင်ကျမ်းပြဆရာဘယင်းတို့ကအံ့ဩသွားကြပါတယ်။ဓမ္မရဇဝင်စထုထဆောင်အပိုင်း၂၂အပိုင်းငယ်၃ကိုဖတ်ရှုကြည့်မယ်ဆိုရင်ဘယင်းယောရှိက သူ့ရဲ့အင်ကြီးတွေကိုစုပ်ဖြဲပြီးဒီလိုမိန့်ထားပါတယ်။အရှင်ဖျားစီကိုသွားပါပြီးရင်ဒီပရပိုက်ရှာတွေ့ရတဲ့အကြောင်းကိုဒီလူတွေအတွက် ရုဒ္ဓပြည်အတွက်ကျွန်ုပ်အတွက်သွားပြီးမေးမြန်းလျှောက်ထားခဲ့ပါဖျားသခင်တို့အမြဲတောသားထွက်နေလောက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနာခံထိမ့်သိမ်းရမယ့်အကြောင်းတွေကို ရေးထားတဲ့စာအုပ်ကိုကျွန်တော်တို့ရဲ့ဘိုးဘေးတွေကနာခံထိမ့်သိမ်းမှုမရှိခဲ့လို့ပဲဖြစ်တယ်။နောက်တော့သူတို့ကသတင်းပါသူကိုပရောဖက်ဟူလဒါစီဘာလို့တင်လဲဆိုတာမေးမြန်းဖို့ဆီလွတ်ခဲ့ပါတယ်။ဟူလဒါကဒီလိုဆိုပါတယ်။ ဒီပြည်မှာဘေးအနေရကြာရောက်စေလိမ့်မယ်တင်းတို့တွေ့ရှိတဲ့ကျန်းစာမှာဖော်ပြထားသလိုပဲဘသူမှကျွန်ုပ်ရဲ့ဒေါသကိုမတားဆီးနိုင်ပါဘူးဟိုလာပြောတဲ့အကြောင်းအရာကိုကြားပြီးတဲ့အခါမှာဘယင်ယောရှိကလက်လျှော့ခြင်းစိတ်ပြတ်အာရုံတာမျိုးတွေမဖြစ်သွားပါဘူး။အဲ့ဒီအစားသူက လူတို့ကြအောင်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုရွတ်ဖက်ခဲ့ပါတယ်။ဒါအပြင်ပညတ်တော်တရားတော်ကိုသတိမပြုမိပဲရွတ်ဖက်ဖို့ပြက်ခွက်ခဲ့တဲ့သူ့အပြစ်ကိုမြင်ရောက်လာပါတယ်။ နောက်တော့သူကပတ္တခပွဲကျင်းပတယ်လို့ဖော်ပြထားပါတယ်။အေဂုတ်တုပြီးကနေထမြောက်ပြီးတဲ့နောက်မှာပတ္တခပွဲကိုနှစ်တိုင်းကျင်းပဖို့ဖရာသခင်ကဣသရေလတို့ကိုမိန့်တော်မူထားပါတယ်။ဒါပေမဲ့အံ့အားသင့်စွာပဲတရားသူကြီးများခိဖြစ်တဲ့ပရောဖက်ရှာမွေလခိရောက်ကတည်းကထိုအမိန့်တော်ကိုမလိုက်နာခဲ့ကြပါဘူး။ဘုရင်ယောရှိကပထမဆုံးကျင်းပခဲ့သူပဲဖြစ်ပါတယ်။ ယောရှိခါချက်ချင်းပဲမြင့်မြတ်တဲ့ဘိမဲ့တော်မှာရှိတဲ့ယုတ်ထုတို့ကိုမီးရှို့ပြီးထိုယုတ်ထုတို့အတွက်သင်္ဘောကိုတုံးပြီးထိုယုတ်ထုတို့ကိုကိုးကွယ်တဲ့ပရောဟိတတို့ကိုနှင်ထောက်ခါမြင့်မြတ်တဲ့နေရာမှာနန်းသာတို့ကိုမီးရှို့စေပါတယ်။ထို့အပြင်သူက နေကိုရည်စူးပြီးပေးထားတဲ့နေရောင်ယထာကိုလည်းဆုပ်ဖြဲချပြီးအထက်အမိုးပေါ်မှာရှိတဲ့ရစ်ပလင်ဘိမဲ့တော်အဲခဲမှာရှိတဲ့ရစ်ပလင်ယုတ်ထုတွေနဲ့ နောက်အချိန်အတွက်ထားရှိတဲ့မြင်မာတဲ့နေရာတွေကိုလည်းဖျက်ချခဲ့ပါတယ်။ထိုအချိန်မှာအီတယ်ရီလဘရင်တို့ကဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမယုတ်ဖက်တဲ့အပြင်ယုံကြည်ခြင်းတမိုင်းမှာဖျားသခင်က သူတို့ကိုကယ်တင်ပေးခဲ့တယ်ဆိုတာကိုလည်းမမှတ်မိပဲ။ဖျားသခင်နဲ့ချင်းဆူထားတဲ့ပွဲတော်တွေကိုလည်းမလုံဆောင်ခဲ့ပါဘူး။ရလက်အနေနဲ့တနိုင်ငံလုံးက အခြားနိုင်ငံတွေနဲ့အင်အားကြီးနိုင်ငံတွေရဲ့ရုပ်ထုတွေကို ကိုးကွယ်ခြင်းတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ယောရှိကဆယ်စုနှစ်ရာစုနှစ်တိုင်အောင်ဖျားသခင်ရဲ့နှုတ်ကပတ်တော်တို့ကပဲ့တင်တဲ့မထွက်ခဲ့တဲ့အချိန်တွေကိုပြန်လည်သုံးသပ်နေခဲ့ပါတယ်။ယောရှိက တောင်ပိုင်းယုဒ္ဓပြည်သားမကမြောက်ပိုင်းအီတရီလတိုင်းပြည်တပြည်လုံးကိုတန်ရှင်းစေဖို့ကြိုးစားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဝမ်းနဲ့ဆရာကောင်းစွာပဲဘယင်ယောရှိက စစ်ပွဲသွားပြီးစစ်ပွဲမှာကြာရှုံးခဲ့ပါတယ်။သူကြိုးပမ်းခဲ့တာတွေရှိပေမဲ့အဆုံးမှာတောင်ပိုင်းရုတ်တပြီကပျက်စီးခြင်းကိုရောက်ရှိခဲ့ပါတယ်။ပြန်လှည့်ဖို့အတွက်အရင်နောက်ကျသွားပြီလား။ဖယင်ယောရှိရဲ့နောက်ထပ်အခြားဖယင်တို့ကဖယားသခင်ရဲ့နောက်ကပတော်တို့ကိုလိုင်းနာမယ်ဆိုရင်မျောလင်းချက်ရှိသေးတယ်မဟုတ်လားချစ်စွာသောတငယ်ချင်းတို့ဓမ္မကျမ်းစာတွေကဖယင်ခစ်တွေနဲ့အကြောင်းအရာတို့ကကျွန်တော်တို့ အခုလက်ရှိနဲ့ဆင်တူပါတယ်သူတို့ကဖျားသခင်ရဲ့အလိုတော်ကိုကောင်းစွာလိုက်နာပြီးလူတို့ကိုတရားမျှတစွာနဲ့မှတ်ကန်စွာအုပ်ချုပ်ပေးတော်မူမယ်ခေါင်းဆောင်ကောင်းကိုဖော်ပြပေးတော်မူပါတယ်